အားလုံးပဲမင်္ဂလာပါ။ Shine Cooking Show မှာထပ်ပြန်လေးကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ကျွန်တော်ကညီမရိုးရအစားစာငပီးရီဖြော်ကိုကျွန်တော်ပဲညွန့်ကျော်၅ကျော်ရည်နဲ့ပြည့်ဖက်ပြီးတော့မြင်ရင်ချက်တွေ့တော့မှာဖြစ်ပါတယ်။ရင်းလုံးလေးနဲ့ကျွန်တော်တို့ငပီးရီစကြိုမှာဖြစ်ပါတယ်။ငပီးရီစကြိုတဲ့နေရာမှာကျွန်တော်တို့စနေမုံရဲ့ရေနှင်းငယ်လိုအပ်မှာဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့ရုပ်စီစဉ်ပါပါမယ်။ငပီးထောင်းထားဖို့တော့ဖြစ်ပါတယ်။ရင်းလုံးကျွန်တော် ငွေစည်းစင်းတွေကိုတေဦးထဲမှာထည့်ပြီးတော့ကျွန်တော်တို့ပြီးกินပါမယ်။ပြီးกินတာကအနားရမွေးဖို့တော့ဖြစ်ပါတယ်။ဒီတိုင်းထည့်မယ်ဆိုရင်ကျတော့ပိုင်းနာတာမျိုးဖြစ်တော့ပါတယ်။ပြီးกินပြီးတော့မှကျွန်တော်တို့ထည့်မယ်ဆိုရင်တော့ဒါပိုင်းနာတာမျိုးဖြစ်တော့ပါတော့။ဒီလိုမျိုးရည်ရည်ကိုအရောင်လေးနည်းလေးထွက်အောင်ကျွန်တော်กินလိုက်ပါတော့။ မြူဒီကနည်းနည်းအယောင်လေးနည်းနည်းထွက်လာပြီဆိုရင်ကျွန်တော်တို့ချက်သွင်းဖြူလေးထည့်ပါမယ်ချက်သွင်းဖြူတက်ဒီလိုပဲနည်းနည်းမီကင်းလေးနည်းနည်းပြရတဲ့သဘောဖြစ်ပါတယ်မီလေးနည်းနည်းကင်းပြီးတော့မှအညံ့လေးပူပြီးသွားရင်ပူပြီးတော့ငပိရပူစားလို့ကောင်းမှာဖြစ်ပါတယ်အဲကြောင့်ငပိထောင်အတွက်လိုအပ်တဲ့ဟာလေးထည့်တာဖြစ်ပါတယ်ဒါကမြူဒီစိမ့်နဲ့ချက်သွင်းဖြူကင်းပြီးရဖြစ်တဲ့အတွက်ပြီးလို့ရှိရင်ကျွန်တော်ခင်းညင်လေးကိုထပ်ထည့်မှာဖြစ်ပါတယ်ခင်းညင်လေးကိုထပ်ပြီးတော့မီကင်းထပ်ပြဖြစ်ပါတယ်မိနစ်ငင်းငင်းပဲပြရတာဖြစ်ပါတယ် ရိုင်းကြအောင်လုပ်ကြရမလို့ဟုတ်ဒီနေရာမှာတော့ Okay ခင်ဗျညီရရပါပြီပြီးတော့ကျွန်တော်တို့ထောက်မှာဖြစ်ပါတယ် Okay ကျွန်တော်ကျွန်တော်တို့ခင်ဂျင်စီကျေးဇူးပြုညဒီစိန်အလုံးဟိုပထေပြီးတော့ပြေဆိုနေမှာထဲထောင်တာဖြစ်ပါတယ်ထောင်ပြီးရောခုနကြိုးပြီးတာငပိနဲ့ဟိုပေါင်းဆက်လိုက်တဲ့ခါမှာတော့ငပိထောင်တစ်ခွက်ကောင်းကောင်းရပြီပေါ့နော် ဟုတ်ကဲ့ medium grade ဖြစ်ပါပြီပြီးရင်ကြောင်ကပီးရေနဲ့ရှင်းလိုက်ပါမယ်နောက်တစ်မျိုးအနေနဲ့ကျွန်တော်တို့ငားကြော်မှာဖြစ်ပါတယ်ငားကြော်ဝတ်တန်းစီလေးရင်ထည့်လိုက်ပါမယ်စီစီလာပြီဆိုရင်တော့ကျွန်တော်ငားကိုတစ်ပိုင်းစီထည့်ပြီးကြော်မှာဖြစ်ပါတယ်ငါ့ဦးတပိုင်းစီထည့်ပြီးတော့ဥပဒေပဲအပြန်လည်လှည့်ပြီးတော့ မိနစ်နည်းငယ်ကြီးလဲပြီးတော့ကြော်သွားမှဖြစ်ပါတယ်နောက်ထပ်နှစ်ပိုင်းထပ်ထိပ်ပြီးကြိုးစားဖြစ်ပါတယ်နောက်ထပ်နှစ်ပိုင်းထပ်ထိပ်ပြီးတော့အလုံးတူ၄ပိုင်းပေါ့နော်၄ပိုင်း ဝရီပဲလှန်ပြီးတော့ဂျုံမှာဖြစ်ပါတယ်။ဒီညမှာစီအများကြီးနဲ့ဂျုံနေရပါတယ်။ဒါမှကျွန်တော်စီတွေလဟတ်သက်ဖြစ်မှာဆိုတဲ့အတွက်အနေငယ်ပဲကျွန်တော်ထိမ့်ပြီးတော့နောက်လေတပိုင်းချင်းနေထိမ့်ပြီးတော့ကြော်တာဖြစ်ပါတယ်။ကိုစိတ်ကြိုက်ကိုလူချင်းတဲ့ပမာဏအထီရောက်အောင်ထိမ့်ပြီးကြော်ကြော်လို့ရပါတယ်။မားကြော်ကြော်ပြီးသွားတဲ့အခါမှာကျွန်တော်ပင်းညွန့်ကြော်ဖို့အတွက်ပင်းညွန့်လေးရည်စီထားပါတယ်။ bên nhau ấy cho nó chất lượng chịu ấy chất lượng gì vào bà mẹ nhìn đâu chất lượng chịu này chất lượng gì rồi cho nó xài video xịt bù nó thay video nhìn cho lại bà mẹ nên ngày mười video nào mà thì nó bên nhau thay mà thay bà đấy ok bên nhau xài video nào mười hai bà mẹ ဒီနေရာမှာဘယ်နည်းကြော်တဲ့နေရာမှာကျွန်တော်တို့ရေဒီစိန်ဘုမဟုတ်ကျွန်တော်တို့ဟေကောင်းမဟုတ်ထည့်ပြီးကြော်ရင်လည်းကြော်လို့ရပါတယ်ကျွန်တော်ငပိထဲမှာကျွန်တော်ရေဒီစိန်ကိုကျွန်တော်ထည့်ထားဖြစ်တဲ့အတွက်ကျွန်တော်ထပ်ပြီးတော့အဆက်ထပ်မထည့်တော့ပါဘူးအရသာအတွက်ကိုကျွန်တော်ဒီမှာဟင်ခတ်မဟုတ်ငငယ်ထည့်မှာဖြစ်ပါတယ်ဟင်ခတ်မဟုတ်ကိုလည်းလူသနောက်ကြီးထည့်ပြီးတော့ကျွန်တော်နှံ့အောင်မှုလိုက်ပါဖြစ်ပါတယ် ဒီနေရာမှာစာရုံငပြားရီတို့ထည့်လို့အဆင်မပြေပါဘူး။အရွယ်ဖြစ်တဲ့အတွက်စာရုံငပြားရီတို့ကအငန်ဆူတဲ့အတွက်ရွယ်ရတာမပေါ်လိမ့်မယ်ဖြစ်မှာဖြစ်ပါလေ။ကျွန်တော်တို့အဲ့အစာကျွန်တော်တင်းငပြားရီအချီနဲ့ခီးကစီအနေငယ်တို့ကျွန်တော်ရတာလေးနဲ့ထည့်တော်မှာဖြစ်ပါလေ။ခီးကစီထည့်ရတဲ့ဘောကတော့အရွယ်ကျော်ဘူးဘူးကျော်ဆူဆူလေးဖြစ်အောင်ကျွန်တော်ထည့်ခြင်းဖြစ်ပါလေ။ ဒီနေ့မှာကျွန်တော်ကြော်ရဲပိန်းညွန်ကြော်လေးကတော့ဒါကကျွန်တော်အချူသဘောကြော်တဲ့သဘောဖြစ်ပါတယ်လုံးဝအဆက်မပါပါဘူးကျွန်တော်အရှိမငပိထောင်းကိုလည်းကျွန်တော်ယူဒီစိန်ပါပေးထားဖြစ်တဲ့အတွက်ကျွန်တော်ဒီအရွက်ကြော်မှာကျွန်တော်လုံးဝအဆက်ကိုလုံးဝမထည့်ထားပါဘူး ဟုတ်ကဲ့ပါထည့်ရစီရလေးရတယ်ကျွန်တော်အစုံရင်းထည့်ပြီးရအောင်ပါတော့ကျွန်တော်ကျွက်လေးတွေအယူလေးတွေနူးအောင်ဆောင်းလိုက်ပါမယ်ဒီတော့ကျွန်တော်ပင်းကြော်တစ်ခွဲရပါပြီ โอเคပါဒီနေ့မှာတော့ကျွန်တော်ကမြန်မာပြည်ရွာစားတာပြီးအေဖြော်ကိုပဲညွန်ကျော်ငားကျော်ရင်းနဲ့တွဲဖက်စားသုံးရတဲ့ဟာကိုပြန်လည်မျှဝေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်โอเคจิชิอัพไปเนี่ยเที่ยวชินนี่ได้โอ้เจตีมายได้มาเลยเนี่ยโอเคป่ะรอบถัดวิดีโอนี้ดิก็เลยแท็กพี่တော့อัพไปจิชิနိုင်ဖို့အတွက် लाइक एंड सब्सक्राइब लिए चलाओ नई बेगे जब आऊँ हर उनके दिनों इतने मारे